လုံနေတဲ့လုပ်ငန်းခွင်ထဲမှာတင်ငယ်မှုမရှိအောင်နေထိုင်ပါလုပ်ငန်းခွင်ဆိုတာပညာရဲ့အမျိုးမျိုးလူအမျိုးမျိုးတွဲဆောင်ရာနေရာတစ်ခုဖြစ်ပါတခါတည်းရန်ဂျာတို့အဆင့်အတန်းများကျွမ်းကျင်သူများအတွေ့အကြုံများနဲ့တွေ့ရတဲ့အခါစိတ်ထဲမှာအလိုလျောက် ေါ်လာတက်လာတာကကိုကိုကိုတိမ်ငယ်ပြီးဂျုံကြည့်ဖို့နေပါတက်ကြပါလေတဟာတဘာဝကြမယ်မယ်ဒီစိတ်ကိုမထိနိုင်ရင်ကိုယ့်ရဲ့အလौတာဝင်တွေတိုးတက်ကြီးပွားမှုအခွင့်အလမ်းများအပြင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစသဖြင့်ကံနာတွေကိုထိခိုက်လာစေနိုင်ပါတယ်။ဒါကြောင့် ကိုလုပ်ငန်းခွင်မှာတိမ်ငယ်မှုမရှိအောင်ဘယ်လိုနေထိုင်မလဲကိုရဲ့အားတခြင်းနဲ့စကေးတွေအပေါ်အာယုံဆိုင်ပါတခြားလူတွေနဲ့မနိုင်ရှင်ပါနဲ့လူတိုင်းမှာအားနဲ့ချက်အားတချက်ဆိုတာရှိရှာစမဲပါမိမိရဲ့အရေးအချင်းကိုညှိတင်ပြီးကိုကျွမ်းကျင်တဲ့ level တွေမှာပို့ပြီး ကျွမ်းကျင်အောင်လုပ်ပါ လေ့လာပါဒါဟာမိမိကိုယုံကြည်မှုရှိစေဖို့အတွက်အကောင်းဆုံးအခြေခံဖြစ်ပါတယ်ကိုကိုကိုအားပေးစကားပြောခြင်းကိုလှုပ်ဆောင်ခြင်းဖြင့်မိမိကိုကိုယုံကြည်မှုရှိစေရန်နဲ့စိတ်ခွန်အားရစေဖို့အတွက်ဖြစ်ပါတယ်ဒါပြင်ကိုကိုကိုအားပေးစကားပြောခြင်းက စိတ်ပညာမှာအတိမတ်ပြုထားတဲ့စိတ်ခံစားချက်ထိချုံနိုင်တဲ့ဤတမျိုးပါဖြစ်ပါရဲ့အမားကိုမကြောက်ပါနဲ့အမားဆိုတာတင်ယူမှုနဲ့စိတ်အပိုင်းပါအမားတခုကနေငါဘာတင်ယူရမလဲဆိုတော့မိကုန်းကိုမေးတတ်အောင်နေချက်မှာ လုပ်ငန်းခွင်မှာတိမ်ငယ်မှာဆိုတာကိုရှောင်ဝဲလို့မရတဲ့ခံစားချက်တစ်ခုပါတိမ်ငယ်တဲ့စိတ်ကိုချက်ချင်းပျောက်ကင်းအောင်လုပ်လို့မရပါပဲထို့အရာကိုကြော်လားဖို့နီးလန်းတွေဟာရွေးရှင်းပါဆက်လက်သေူခြင်းနဲ့ပို့တံမုတ်ကိုအသေးမှပြုတ်ခြင်းအာနာချက်ကို ဖြည့်စည်းခြင်းမိမိကိုယ်ကို အားပေးစကားပြောဆိုခြင်းတွေက အချိန်ကြာလာတာနဲ့အမျှတိမ်ငယ်စိတ်ထက်ယုံကြည်မှုစိတ်ကိုပုံမကြီးထွားလာနိုင်စေပါရဲ့။ဒါကြောင့်တိမ်ငယ်မှုဆိုတဲ့အရာကိုကြော်လွှားနိုင်မှသာ လုပ်ငန်းခွေမှာပုံမထင်ရှားတောက်ပလာမှာဖြစ်ပါရဲ့။အခုဒီဗီဒီယိုကိုဆက်သွားလို့ရပါ